္ဂလာပါရှင်2025ခုနှစ်မတ်လ10ရက်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့တနင်္လာနေ့မနက်ခင်းအစီအစဉ်တွေကို အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါပြီကျမဇူလိုင်မျိုးပါရှင်ရွေးကောက်ပွဲကိုအားလုံးပူပေါင်းဖို့စစ်ကောင်စီခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ်ကိုစုံစမ်းစစ်ဆေးဖို့ Justice for Myanmar အဖွဲ့ကတိုက်တွန်းလိုက်ပါတယ် စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ရုရှားသမ္မတကိုစန့်ကျင်ကြောင်းရန်ကုန်မှာလူငယ်တပိတ်အဖွဲ့တွေဆန္ဒပြခဲ့ကြပါဗျ။ဒီအကြောင်းတွေနဲ့အတူနောက်ဆုံးရသတင်းတွေနဲ့ရုရှားနဲ့မြန်မာကြားကမဟာမိတ်ဆက်ဆံရေးအကြောင်းတင်ပြချက်ကိုလည်းထုတ်လွှင့်သွားမှာပါ။အခုအရင်ဆုံးသတင်းတွေကိုတင်ပြပါမယ်ရှင်။ရွေးကောက်ပွဲကိုအားလုံးပူးပေါင်းဆောင်ရွက်ကြဖို့စစ်ကောင်စီကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကပြောလိုက်ပါရတယ်။ ရုရှားနိုင်ငံခီးစင်ကနေမြန်မာနိုင်ငံကိုပြန်လာတဲ့လေရင်ပေါ်မှာခီးစင်အတွင်လိုက်ပါလာတဲ့မီဒီယာတွေနဲ့မတ်လ9ရက်နေ့ကတွေ့ဆုံချိန်မှာပြောခဲ့တာပါပြည်သူတွေအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလိုချင်ရင်ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်းစစ်ကောင်းဆောင်ကပြောပါတယ်စစ်ကောင်းစီကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာရုရှားနိုင်ငံနဲ့ဘယ်လာရုစ်နိုင်ငံတွေကိုမတ်လ3ရက်နေ့ကနေ9ရက်နေ့အထိတပတ်ကြာတွားရောက်ခဲ့တာဖြစ်ပါတယ် 2025ခုနှစ်နောက်ပိုင်းကနေ2026ခုနှစ်ပထမ3လပတ်ထဲမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်းစစ်ကောင်းဆောင်ကဘယ်လာရုစ်ကြီးစင်မှာပြောဆိုခဲ့တယ်လို့ဘယ်လာရုစ်အစိုးရပိုင်းသတင်းဌာနတစ်ခုမှမတ်လ9ရက်နေ့ကဖော်ပြထားပါတယ်ရှင်စစ်ကောင်းစီကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ကိုကန့်ကွက်ဆန္ဒပြတဲ့လှုပ်ရှားမှုကိုရန်ကုန်မြို့မှာလူငယ်တပိတ်အဖွဲ့တွေပူးပေါင်းပြီးတော့မတ်လ9ရက်နေ့ကလုပ်ခဲ့ပါတယ် အာဏာရှင်စနစ်ကိုတော်လှန်ကြဖို့အပါအဝင်စစ်ကောင်စီကောင်းဆောင်တဲ့ရုရှားသမ္မတတွေရဲ့ဓာတ်ပုံတွေနဲ့ဖောင်ရန်ထုတ်ကြောင်းစာသားတွေပါတဲ့စတစ်ကာတွေကိုရန်ကုန်မြို့ကလူစီကားရနေရာတွေမှာလိုက်လံကတ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်ယူကရိန်းနိုင်ငံသားတွေနဲ့အတူမြန်မာပြည်သူတွေလည်းထပ်တူရှိကြောင်းစာရန်ပါစတစ်ကာတွေကိုလည်းကတ်ခဲ့ကြပါတယ်။အာနာရှင်ကောင်းဆောင်တွေပေါင်းစည်းလာတာဟာပြည်သူတွေအတွက်စိုးရိမ်စရာဖြစ်ကြောင်းသိစေချင်တာလို့ဆန္ဒပြလှုပ်ရှားမှုမှာပါဝင်တဲ့ လုံခြုံရေးအရာအမည်မဖော်လိုသူတဦးကပြောပါရယ်ဒီစံတော့ပြလှူရှောင်းမှုကိုရန်ကုန်တော်လန်ညီနောင်၄ဘွဲကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကွန်ဆယ်လဲမစ်ဂျူလီဘီရှော့ဟာတရုတ်နဲ့ဆက်နွယ်နေတဲ့မြန်မာစီးပွားရေးလုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုရှိနိုင်တာကြောင့်ကုလသမဂ္ဂအနေနဲ့စုံစမ်းစစ်ဆေးဖို့ Justice for Myanmar အဖွဲ့ကမတ်လ9ရက်နေ့ကတိုက်တွန်းလိုက်ပါတယ်။မစ်ဂျူလီဘီရှော့ဟာအော်စတြေးလျအခြေစိုက် Energy Transition Minerals Company အပါအဝင်စီးပွားရေးလုပ်ငန်းတွေမှာပတ်သက်ဆက်နွယ်နေပြီးအဲ့ဒီကုမ္ပဏီအတွက်မဟာဗျူဟာအကြံပေးအဖြစ်လဲခန့်အပ်ခံထားရတယ်လို့ထောက်ပြပါရယ် Greenland ဒေသတွေကမြန်မာနဲ့ဆက်နွယ်နေတဲ့တရုတ်နိုင်ငံပိုင်ယူရေနီယံနဲ့မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းအတွက်အကြံပေးဖို့ခန့်အပ်ထားတယ်လို့ဆိုပါရယ်ဒါကြောင့်ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်စ်အနေနဲ့မစ်ဂျူလီဘီရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ အကျိုးစီးပွားပဋိပက္ခတွေကိုစုံစမ်းစစ်ဆေးပေးဖို့ Justice for Myanmar အဖွဲ့ကတောင်းဆိုလိုက်တာပါမကွေးတိုင်းရင်စကြိုမြို့နယ်ရေလဲကျွန်းဒေသကမြေစွန်းတော်ရွာကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနင်းပြီးတော့ဒေသခံတွေကိုတပ်ဖြတ်သွားတာကြောင့်တေဆုံးသူ17ဦးအထိရှိသွားပြီလို့ရေစကြိုတောင်းရှိ info committee ကမတ်လ9ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ပခုတ်ကူအခြေစိုက်အမှတ်1031ချင်းမြန်တက်မဌာနချုပ်နဲ့ ရေစကြုံမြို့နယ်ကချင်းမြန်တရင်တွေဖြစ်တဲ့ခမာယာ196ခမာယာ159ခမာယာ198တရင်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကမြေစွန်းတော်ရွာတဲကိုမတ်လ2ရက်3ရက်နဲ့4ရက်နေ့တွေမှာ3ရက်ဆက်တိုက်စစ်ကြောင်းထိုးပြီးတော့ဒေသခံတွေကိုတပ်ဖြတ်သွားတဲ့အပြင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါရယ်တပ်ဖြတ်ခံရသူ17ဦးရဲ့အသက်နဲ့နာမည်စာရင်းတွေကိုလည်းထုတ်ပြန်ထားပြီးတော့အသက်60ကျော်အရွယ်1ဦးနဲ့အသက်60အောက်3ဦးသေဆုံးခဲ့တာဖြစ်ပါရယ်ရှင် လူကုန်ကူးခံရပြီးမြန်မာနိုင်ငံကအွန်လိုင်းငွေလေလုပ်ငန်းတွေမှာဖန်ဆီးခံခဲ့ရတဲ့ယူဂန်ဒါနိုင်ငံသား6ယောက်မတ်လ9ရက်နေ့ကနေရက်ပြောင်းရောက်လာကြောင်းယူဂန်ဒါအခြေစိုက်မော်နီတာသတင်းဌာနကဖော်ပြပါဗျ။သူတို့6ဦးဟာငွေလေလုပ်ငန်းတွေမှာတနစ်ကျော်ထိမ့်သိမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။ပြန်လည်လွမြောက်လာသူတွေနေရက်ပြောင်းဖို့အတွက်ထိုင်းနိုင်ငံဆိုင်ရာယူဂန်ဒါတန်ယုံနဲ့ Hope Cry International အဖွဲ့ကပူးပေါင်းကူညီပေးခဲ့တာဖြစ်ကြောင်းသတင်းမှာဖော်ပြပါဗျ။ ယူဂန်ဒါနိုင်ငံသားတွေလူကုန်ကူးခံခဲ့ရတဲ့နေရာအတိအကျကိုတော့ပြောဆိုထားတာမရှိပါဘူး။ဒါအပြင်မြန်မာနိုင်ငံကငွေလေလုပ်ငန်းတွေကနေယူဂန်ဒါနိုင်ငံသား40ဝန်းကျင်ကိုထပ်မံကယ်တင်ထားပြီးတော့သူတို့ကိုနေရပ်ပြန်ပို့ဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့လည်းဆိုပါရစေ။သတင်းတွေကိုတင်ပြခဲ့တာပါရှင်အခုဆက်ပြီးတော့သတင်းဆောင်ပါတွေကိုထုတ်လွှင့်ပါမယ် ကရင်နယ်စားဆောင်တပ် BGF ကငွေလင်လုပ်ငန်းတွေကိုဖမ်းဆီးနှိမ်နင်းနေပြီးတော့ထိမ့်သိမ်းထားတဲ့တရုတ်နိုင်ငံသား2000ကျော်ကိုပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ငွေလင်ကိုင်းတွေကိုဆက်လက်နှိမ်နင်းနေတယ်လို့ BGF ဘက်ကပြောပေမဲ့ငွေလင်လုပ်ငန်းတွေဆက်ပြီးလည်ပတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။မဆမ်းမော်အောင်တင်ပြပါလိမ့်မယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာရှိနေတဲ့ online ငွေလိမ်လုပ်ငန်းတွေကနေထိန်းသိမ်းထားတဲ့တရုတ်နိုင်ငံသား1400ကျော်ကိုမလအတွင်းမှာကရင်နယ်ကြားစောက်တဲ့ BGF ကထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကိုပြန်ပို့ခဲ့ကြောင်း BGF တပ်ဖွဲ့ကပြောပါတယ်။မလ6ရက်နေ့ကနေ9ရက်နေ့အတွင်းမှာတရုတ်နိုင်ငံသားအလုသမာ1430ဦးကိုလေကြောင်းနဲ့၃ကြိမ်ခွဲပြီးပြန်ပို့ခဲ့တာလို့မြောက်ရီ BGF ကုတ်ကဲရေးရုံတရင်ရင်မြစ်ကပြောပါတယ်။ BGF တပ်ဖွဲ့ကထိန်းသိမ်းထားတဲ့နိုင်ငံသား9000ဝန်းကျင်လောက်ကြံနေသေးတာကြောင့်တန်ယုံတွေစစ်ကောင်စီဌာနဆိုင်ရာအကြီးအကဲတွေထိုင်းအာဏာပိုင်တရုတ်နိုင်ငံတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး ပြန်လည်လှည့်ပြောင်းဖို့ဆက်လက်ဆောင်ရွက်နေတယ်လို့ BGF တပ်ဖွဲ့ဒုတိယပုံမှုကြီးနိုင်မောင်စောကပြောပါတယ်ကျွန်တော်တို့ကဒီအထုနဲ့နေရဲ့အဖွဲ့ကတော့ခုနလိုမျိုးဒါကျွန်တော်တို့ကခိတ္တယာယီဖွဲ့လိုက်တဲ့အဖွဲ့တော့မဟုတ်ဘူးအဲဒီအဖွဲ့ကတော့ဒါကျွန်တော်တို့ကအမြဲရှိသွားမယ့်အဖွဲ့တစ်ခုဖြစ်တယ်ဒီအဖွဲ့ကတော့တောက်လျှောက်အလုပ်လုပ်သွားမယ်လို့ကျွန်တော်တို့ထင်ပါတယ်ဒါပေမဲ့ခုနလိုပေါ့အခုကျွန်တော်တို့ကတော့အလုပ်ကတော့ဆက်တိုက်ဆက်တိုက်လုပ်သွားမယ်ကျွန်တော်တို့ဒီကျွန်တော်တို့အခုချက်တက်လိုက်တာမဟုတ်ဘူးလက်ရှိလူထောင်ကနေဖြစ်တဲ့ဥစ္စာကို ထားဖို့အခက်အခဲတစ်ခုကြောင့်ကျွန်တော်တို့ကအဲလက်ရှိအချိန်နည်းနည်းလျှော့လိုက်တာပေါ့ဒါပေမဲ့တောက်ဆောက်ကျွန်တော်တို့ဆက်လုပ်သွားမှာဟုတ်ကဲ့ BGA တပ်ဖွဲ့ကရှာဖွေဖမ်းဆီးခဲ့တဲ့ငွေလိမ်လုပ်ငန်းတွေကနိုင်ငံသား8000ရှိပါတယ်။အဲ့ဒီထဲမှာနိုင်ငံပေါင်း29နိုင်ငံကနိုင်ငံသားတွေပါဝင်ပြီးအများစုကတရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။တရုတ်နိုင်ငံသားတွေကိုထိုင်းနိုင်ငံကတစင်ပြန်ပို့နေရမှာဖေဖော်ဝါရီလက621ဦးနဲ့မလအတွင်း 1430ဦးရှိခဲ့တာကြောင့်ပြန်လွှဲပေးခဲ့တဲ့တရုတ်နိုင်ငံသား2000ကျော်ရှိနေပြီဖြစ်ပါတယ်။ငွေလိမ်လုပ်ငန်းနှိမ်နင်းရေးကိုတခြားနိုင်ငံတွေအဖွဲ့အစည်းတွေကကူညီတာမရှိဘဲ BGF အဖွဲ့တစ်ခုတည်းကသာစောင့်ရနေရကြောင်းလဲဒုတိယပုံမူကြီးနိုင်မောင်စောကပြောပါတယ်။ငွေလိမ်လုပ်ငန်းနဲ့လူမောင်ကိုတိုက်ဖြတ်ရေးလုပ်နေကြောင်းပြောပေမဲ့ BGF ထိန်းချုပ်နယ်မြေတွေမှာငွေလိမ်လုပ်ငန်းတွေဆက်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ငွေလိမ်လုပ်ငန်းတွေဆက်လုပ်နေတဲ့အပြင်အလုတ်ခေါ်နေတာတွေရှိနေကြောင်းလုံခြုံရေးအရာအမြင်ဖော်လို့တဲ့ငွေလိမ်လုပ်ငန်းမှာလုတ်ကင်နေတဲ့မြန်မာလူသမားတို့ကပြောပါဗျာ။ တရုတ်တွေကိုဖမ်းတယ်ပြန်ပို့တယ်နောက်ပြီးတော့ဒီနိုင်ငံခြားသားတွေကိုဖမ်းတယ်ပြန်ပို့တယ်လုံနေတာကတသက်ပေါ့နော်အဲ့လိုမဖမ်းသေးဘဲနဲ့ဆက်ပြီးတော့လုံနေတဲ့ဒီတရုတ်ယုံတွေထိုင်းယုံတွေလည်းရှိသေးတယ်နောက်ပြီးတော့ကြောက်ဖြာဂိတ်တို့ခရမ်းပြယုံတို့ပြီးတော့ဒီ32ဂိတ်တို့46ဂိတ်တို့မြောက်ပြည်မှာရှိတယ်ပေါ့နော်အာကိုကိုမှလည်းရှိတယ်နောက်တစ်ခါမြန်မာဘိုင်းကလုံမဲ့သူတွေလည်းအလို့တမာကတော့ခေါ်နေတာပဲလေနော်ကရင်နယ်ခြားစောက်တဲ့ PG ရဲ့ခေါင်းဆောင်ပုံမှုကြီးစောချစ်သူအပါဝင်ခေါင်းဆောင်၃ဦးကို လူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်မှုနဲ့ဖန်ဝင်ရထုတ်ဖို့ထိုင်းဆိုရရဲ့အထူးစုံစမ်းစစ်ဆေးဦးစီးဌာန DSI ကရှေ့နေဂျုံယုံကုန်မလ3ရက်နေ့ကတင်သွင်းထားပါတယ်။ထိုင်းအာနာပိုင်းနေဆွဆွဲသလို BGF ခေါင်းဆောင်တွေလူကုန်ကူးမှုတွေမှာပါဝင်ပတ်သက်မှုမရှိကြောင်း BGF အဖွဲ့ကညင်းဆိုထားပါတယ်ရှင်။ RFA ကဆက်လက်ထုတ်လွှင့်နေပါတယ်ရှင်။ရုရှားနဲ့မြန်မာဟာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကတည်းကဗုဒ္ဓမြတ်စွာဘုရားဗျာဒိတ်ပေးခဲ့တဲ့မဟာမိတ်တွေဖြစ်တယ်လို့ စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကရုရှားသမ္မတပူတင်နဲ့တွေ့ဆုံရမှာပြောလိုက်ပါတယ်။ဗျာဒိတ်ဒေါ်လာမဟာမိတ်ဆက်ဆံရေးဆိုတာကမြန်မာပြည်သူတွေအတွက်ဘလို့အထိပယ်ရပါသလဲ။မတ်တီရီမင်းစင်တင်ပြပါလိမ့်မယ်ရှင်။ကမ္ဘာနိုင်ငံရေးစက်ကုံမှာ အာနာသိန်းစစ်ကောင်းစီကိုထောက်ခံကာကွယ်ပေးနေတဲ့နိုင်ငံကြီးတွေကတော့တရုတ်နဲ့ရုရှားပါ။စစ်ကောင်းစီကအာနာသိန်းပြီးနှစ်နှစ်အတွင်းဒေါ်လာ1ဘီလီယံကျော်တန်ဖိုးရှိတဲ့စစ်လက်နက်ပစ္စည်းတွေပြည်ပကနေတင်သွင်းခဲ့တယ်လို့ကုလသမဂ္ဂအစိုးရကစာတစ်စာမှာဖော်ပြထားပါတယ်။ အများဆုံးရောင်းချပေးတဲ့နိုင်ငံကတော့ရုရှားပါပဲ1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးခဲ့ကအရင်ဆိုဗီယက်ပြည်ထောင်စုလို့ခေါ်တဲ့ရုရှားနဲ့ဆက်ဆံရေးစတင်ခဲ့ပါတယ်တချိန်ကမြန်မာပြည်မှာဆိုဗီယက်ပြန်ဆိုပြီးထင်ရှားသူတွေလည်းရှိခဲ့ပါတယ်အဲ့ဒီချိန်ကနှစ်နိုင်ငံယဉ်ကျေးမှုဖလဲတာတွေမြန်မာကနေဆိုဗီယက်ကိုဆန်ရောင်းပေးပြီးအပြန်အလှန်အနေနဲ့မြန်မာကိုဆိုဗီယက်ကအဆောက်အုံတွေစောက်ပေးတာတွေလောက်သာရှိခဲ့တာပါဆရာနာရှင်ဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်1990ပြည့်လွန်နှစ်တွေကစလို့ ရုရှားနဲ့စစ်ရေးဆက်ဆံမှုအစပြုခဲ့ပါတယ်။စစ်တပ်ရရှိပြီးတက်နယ်ဆက်နွယ်တဲ့ပညာရှင်တွေစုစုပေါင်း1000ကျော်ကိုရုရှားစစ်တပ်ကသူညီပညာတက်ကသူတွေစီပညာသင်ဆေလွတ်ခဲ့တယ်လို့စီရီယံဗိုလ်ကြီးစင်ရောက RFA ကိုပြောပါရယ်။2021မှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီကတကြောပြန်အာဏာသိမ်းပြီးနောက်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှဗီဒိုအာဏာသုံးဝင်ရထားတဲ့ရုရှားကစစ်ကောင်စီကိုတောက်လျှောက်ကာကွယ်ပေးခဲ့ပါရယ်။အာဏာသိမ်းပြီးတစ်နှစ်အကြာ2022ဖေဖော်ဝါရီလမှာ ရုရှားကယူကရိန်းကိုကျူးကျော်စစ်စတင်ခဲ့ရမှာစစ်ကောင်စီကရုရှားဘက်ကနေရက်တီပြခဲ့ပါတယ်။မြန်မာစစ်ကောင်စီဟာ Mi-29 ဂျက်တိုက်လေယာဉ် MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ် Yak-130 လေယာဉ်နဲ့တန်ကြပ်ကကားတွေကိုရုရှားကနေဝယ်ယူနေတာပါ။ဒီစစ်လေယာဉ်တွေကိုအတိုက်ခံတော်လှန်ရေးတပ်တွေပြည်သူတွေကိုချေမှုန်းဖို့တုံးနေတာလည်းဖြစ်ပါတယ်။၂018ခုနှစ်မှာမြန်မာစစ်တပ်ကရုရှားလို့စွတ်တက်ပြီးစွန့်ရည်မြင့်တိုက်လေယာဉ်6ဆင်းဝယ်ယူဖို့စာချုပ်ချုပ်ခဲ့ပါတယ်။ ဒီ6ဆင်းရဲ့တန်ချေကအမေရိကန်ဒေါ်လာတန်400လောက်ရှိပါတယ်။အခုဒီ6ဆင်းလုံးမြန်မာပြည်ကိုရောက်နေပါပြီ။အပြန်လန်အားဖြင့်2023ခုနှစ်မှာနှစ်နိုင်ငံဆက်ဆံရေး85နှစ်ပြည့်အဖြစ်စစ်ကောင်းဆောင်ကရုရှားကိုဆင်းလိမ်မာ6ကောင်လက်ဆောင်ပေးပို့ခဲ့ပါတယ်။အခုဒီဆင်း6ကောင်လုံးလည်းရုရှားကိုရောက်နေပါပြီ။နိုင်ငံတကာသတင်းမီဒီယာတွေမှာတော့တိုက်လေရင်6ဆင်းအတွက်ကျေးဇူးတင်ကြောင်းစစ်ကောင်းဆောင်ရဲ့ပြောစကားနဲ့ဆင်း6ကောင်အတွက်ကျေးဇူးတင်ကြောင်းသမ္မတပူတင်ကပြန်ပြောတာကို အနောက်နိုင်ငံတွေကဒဏ်ခတ်ပိတ်ဆို့ထားတဲ့အပယ်ကန်နှစ်နိုင်ငံကြားကဆင်ဒီပလိုမေစီတန်ကင်းတမန်ကင်းဆက်ဆံရေးဆိုပြီးဖော်ပြကြပါတယ်။ဒီကောင်းဆောင်နှစ်ယောက်ရဲ့ကြွားခြားချက်ကတော့တယောက်ကပြည်ပနိုင်ငံတနိုင်ငံကိုစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးနောက်တစ်ယောက်ကတော့ကိုယ်နိုင်ငံတွေကိုပြန်ပြီးတော့ပြည်တွင်းစစ်ဆင်နှွှဲနေတာပါ။ဒါကြောင့်ဗျာဒိတ်တော်လာမဟာမိတ်ဆိုတဲ့ဒီဆက်ဆံရေးကရုရှားဘက်ကမြန်မာကိုစစ်ရေးမဟာမိတ်လုပ်ပြီးကုန်းသွယ်ရေးနဲ့ပထဝီနိုင်ငံရေးဩဇာပြုမှုဖို့စစ်ကောင်းဆောင်ဘက်ကလည်း စည်ရေးတန်တမန်ရေးထောက်ခံမှုရရှိဖို့ရည်ရွယ်တဲ့ဆက်ဆံရေးဖြစ်ကြောင်းလိလာသူတွေကသုံးသပ်ပြောဆိုနေကြပါတယ်ရှင်။အခုဆက်ပြီးကိုနော်ဒင်စီစဉ်တင်ဆက်တဲ့ကချင်တိုင်းရင်းသားဘာသာအစီအစဉ်ကိုထုတ်လွှင့်ပါမယ်ရှင်။အားလုံးအမနပ်အမေရိကန်မြန်မာဝါရှင်တန်ဒီစင်ရဲဒီဂျူအရပ်ရဲ့ဘွန်ဆန်ကပ်တောက်ကလမ်နာကိုင်းတနီခရစ်စလိုရှင်ရဲ့ခေကောင်ခွန်မငါမတ်စတာရှိဘလငယ်ချဖို့ရှိကလမန်ဖဲ ง่ายทุกภายนอเทนนิดลาตำตนาเรียนโลสรยนัวจิมบันนี้กชินมิไงมิวชานิเพช่องนันมูตามัยอเมริกันศาสนาสรากบายูจินิโอกินเกมสัตละบ่าวช่างทับลีถึงนูถึงชนปอยละมังเพจุมพ่อมงมุกอมริไทย มาสเตอร์พรมนิยาชนีกลอยเนกุ้งบองกรัด ပါဂျီတော်ခေါခမ်ဥဖန်တန်မြန်မုန်တဲ့ Reverend Eugenio Kinkek ကိုခင်မင်းဆတ်စာဆင်ရှင်ငါနေတာဟဲ့ဒူနာတိုက်တန်မြန်မုန်တုံတုံတော်တဲ့နာဖောင်းစတုံမြုပ်ရဲရငိုင်းရတင်ဖို့မုံမကောင်တဲ့ခင်မင်းဆတ်စာဆင်ရှင်စနေနေတာဟဲ့မလီခလမ်ခလီတဲ့ဒူဝိုင်းနေမူကောင်ကြီးကားခင်ကခင်ဝိုင်းအမြူရှာနေဖဲမူနာရှမ်းတဲ့ဖဲဆတ်စနာကလောနမ်ဒူ อเมริกันคาลุบศาสนาหนึ่งบดเดไลกาเทพีดัดไดเรไรติมกลังตั้มไทยด้วยชาชนิงลีเชนิงนายพังเช อเมริกันศาสนาชานีดูไวเรมุกองบุกคาลุบพงทักลอยยูจินิโอเกนเก่งสัตถิงนู้ถิงชอนลมังทาจมพบบังคาลุบพงกินจอกเคบีซีหนึ่มบดินซา เร่เวนตักตาคาลัมซัมซอนยานาจอนซุนไอเร นิงเรศาสนายิสุอันทเวสานามาดู อันเดแค่ 来实践的呀，而且啊，那下个吧，有进入经济，American 卡路风景就得来搞吧呢。สุดท้ายก็ยังอันที่เป็นนิ่งเรียอันยูนั่งไงมีโนไม่เชล่าไอ้งูคูนาแต่นี่ศาสนากินจอดเด็ดศาสนาและชานำดูพี่ช่วยอเมริกันโฮมมิชชั่นก่อนนะในเพจโตดันนะ ရှာကလိုင်ယန်တူကနာအန်တီအီဆတ်နာဘောတာကတိတူမတဲ့အန်တီတဲ့ဒီယောင်ချေရှိလို့ရေစနဆတ်နာချန်ငိုင်မျောဂျင်ဖွန်ပေါ်မျိုးချာနေကြီးကျော်နကျော်ပရကောနာခရစ်စတန်ထွိုက်ပရဒေဂလီဝိုင်လမ်ဂောစနဖရိုက်တဲ့စနထုံကင်းဖဲဒဂရိုအိုင်လမ်ရိုက်ကွန်းစရာဆမ်ဆွန်ယနာဇွန်နင်ခပ်စနရေ나이파시갈망나이거고민다사이아르베컨달라용베그라이비저동가아니 ဆရိုင်နွားကျွန်ပါနေရောငွေပြောစမ်းစငမကလော RFA ရဲ့တနင်္လာနေ့မနက်ခင်းအစီအစဉ်တွေကိုဒီမှာပဲရနာပါရစေမြန်မာပြည်သူပြည်သားတွေအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်